အဝေခဝတ္ထု၈မျိုးတဲ့အဝေခဝတ္ထု၈မျိုးဆိုတာစာထဲပါလို့စာအုပ်ထဲမှာသာတွေ့နိုင်တာမဟုတ်ဘူးစာအုပ်ထဲတွေ့နိုင်တာတွေကိုပြောတာမဟုတ်ဘူးမိမိတို့နေစဉ်ဘဝမှာကြုံတွေ့နေတာတွေစဉ်းစားပဲကြည့်ပါတဝေခဝတ္ထု၈မျိုးဆိုတာဇာတိမွေးဖွားလာတာလူတွေကလူလောကမွေးဖွားလာတဲ့အချိန်မှာလေအငူနဲ့စာလာခဲ့ ငိုချင်းတရားနဲ့စတာကဘာဖြစ်လို့ဒုက္ခနဲ့စပြီးရင်ဆိုင်ကြရတာဟုတ်တော်တော်များများလူတွေဟာဘဝတစ်ခုအစပြုပြီဆိုရင်တော့မိခင်ဝမ်းကထွက်လာတဲ့အခါမှာပြုံးပြီးတော့ထွက်လာတဲ့ပုံကိုရှိကောင်းရှိနိုင်တော့လဲငိုပြီးတော့ထွက်လာရတဲ့ပုံကိုတွေကများပါတယ်ဘုန်းကြီးတို့တခါတော့ဂျာမနီသွားပြီးတော့မှသင်တော့ဘဝဟာအငိုနဲ့စခဲ့တယ်ဆိုတာလေးကိုပြောပြ အေးတို့တွေတော့ရည်ပြီးတော့ထွက်လာတယ်ပြုံးပြီးတော့ထွက်လာတယ်မငိုဘဲနဲ့မွေးလာတဲ့ကလေးမတွေ့ဘူးသေးဘူးဆိုတော့ဈာမအမျိုးသမီးတယောက်ကရှိတယ်ဗျာတဲ့အဲ့လိုတော့ရှားတယ်နော်ရှိတော့ရှိတယ်ရှားလိုက်မယ်ပေါ့ဘာဖြစ်လို့တုန်းဆိုစရတဲ့ကဒုက္ခနဲ့ရင်ဆိုင်ကြရတာရင်ဆိုင်တော့အငိုနဲ့စတာဒါကြောင့်မို့ဇာတိရဲ့ဒုက္ခအမတန်မှကြီးတယ်တဲ့ကိုကိုယ်တိုင်ဒုက္ခခံနေတော့က မမှတ်မိတတိတရားတွေအားနေလို့မမှတ်မိပြီမဲ့ကိုယ့်ရဲ့ငယ်ရွယ်သူလေးတွေလူဘဝရောက်ဖို့မွေးလာတဲ့အချိန်မှာအငုံနဲ့စနေကြရတယ်ဆိုတာတော်တော်များများသိရှိနေကြတယ်။အဲ့ဒါကိုကြည့်ပြီးတော့လည်းပဲဩဘဝကြီးဟာကြောက်စရာကြီးပါလားလို့ဆိုတဲ့ထိတ်လန့်တဲ့စိတ်ကလေးဖြစ်ရမယ်။ဒါလည်းတံဝေကပဲတဲ့ မွေးဖွားတာကိုအကြောင်းပြုပြီးတော့တန်ဝေကတိတ်ပြီးတော့မဖြစ်ကြဘူး။ဟဲ့သားလေးမွေးတဲ့တမီးလေးမွေးတဲ့ဆိုပြောကြတယ်နော်။တန်ဝေကဖြစ်ရမှန်းတောင်မသိဘူးလူလောက။ဒါနဲ့တန်ဝေကဖြစ်เสียအကြောင်းလေးတစ်ခုပဲ။နောက်တစ်ခုတန်ဝေကဖြစ်เสียတဲ့ခုကဘာတော့ဆို။အေးလူဘဝရောက်လာတဲ့ပုဂ္ဂိုလ်ဟာနုနုဖတ်ဖတ်ငယ်ငယ်လေးမွေးလာတော့လဲ တနေ့တခြားရင်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 ပြီးတော့လာလိုက်တာတဖြည်းဖြည်းအိုလို့အဖိုးကြီးဖွားကြီးဖြစ်သွားအဲ့ဒါလေလူတွေကတန်ဝေကဖြစ်ရမှမသိဘူးတဲ့ဒါတန်ဝေကဖြစ်เสียအကြောင်းတစ်ခုပါပဲယူနေပြီနေစင်နဲ့အမြန်မြင်တွေ့နေရလို့ဟိုရာမင်းနာဘာမှကိစ္စမရှိဘူးတချို့အိုရာတောင်မှပဲ အန်တုပြီးတော့သပင်ဖြူလို့ရှိရင်လည်းဆေးဆိုးလိုက်သေးတာ။သွားကျိုးလည်းစိုက်လိုက်တာပဲနော်။ခုခေတ်ဆိုပို့ပြီးတော့ဟိုရင်ဖြစ်သေး။ပရေတွန့်လို့ရှိရင်ဘိုတောက်ဆိုဆေးထိုးပြီးတော့ပရေတွန့်တာတွေဖြေ။ဥချင်းတရားကိုတံဝေကမဖြစ်ဖဲနဲ့ဥချင်းတရားကိုပဲဖုံးလို့ဖိလို့ပျော်နိုင်ကြသေးတယ်တဲ့။ တို့တွေဟာနိဗ္ဗာန်နဲ့တော့အတော်ဝေးနေသေးတယ်ဒီစိတ်ဓာတ်မျိုးနဲ့ဆိုရင်တန်တရာဟုတ်ကလွတ်ဖို့ဘယ်တော့မှကြိုးစားမှာမဟုတ်ဘူး။ဘာဖြစ်လို့တန်ဝေကမှမဖြစ်တာ။ဟော။ပူရာလည်းသိမကြောက်သေးဘူး။နောက်နာခြင်းတရားတဲ့။နေမကောင်းထိုင်မသာဖြစ်တာတို့ဖြာရာနာရာတို့သွားကြိုက်နာကြိုက်ကစပြီးဖြာရီတရားဆိုတာခံကြရ။ အဲ့ဒီဗျာဒိတရားဖြစ်လာလို့ရှင်လေဩဘဝကြီးဆိုတာဗျာဒိနဲ့လည်းမလွတ်ပါလားလို့ဆိုပြီးထိတ်လန့်တုန်လှုပ်ခြင်းဆိုတဲ့စိတ်ပေါ်ရမယ်တဲ့တန်ဝေကဖြစ်ရမယ်ဒီဒါလည်းပဲအမြဲတမ်းဖြစ်ခဲတယ်မဖြစ်တဲ့လူကများနောက်တစ်ခုကဘာလို့ဆိုရင်မရဏသိဆုံးခြင်းကိုရှင်ပါတယ်မဲ့တဖြုတ်ဖြုတ်သေးသွားကြတယ် အေးတည်သွားတဲ့ပုဂ္ဂိုလ်ဒီကနေ့လာတော့တောင်လမ်းမှာအလောင်းတစ်လောင်းတွေ့ရသည်ပြင်ထားတာဒီလိုပဲနေစင်တဲ့အမြတည်ဆုံးနေကြတာကမ္ဘာလောကကြီးမှာရိုးရိုးတည်တာမပြောနဲ့ကို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 တတ်တည်တဲ့လူတောင်မှပဲစက္ကန့်40မှာတရောင်နှောင်းနှောင်းရှိတယ်လို့တလောတော့ကတွေ့ပြထားတာတွေ့လိုက်တယ် ဘဝကြီးမှာအဆင်မပြေလို့ဒေါမနတရေလွှမ်းမိုးပြီးကိုယ်ကိုယ်ကိုတတ်သိစူးစိုက်လို့တဲ့ပုဂ္ဂိုလ်စက္ကန့်40မှာတရားနှုံလောက်ရှိနေတယ်များတယ်ပေါ့အဲဒီသေဆုံးမှုကိုတွေ့လို့ရှိရင်လည်းပဲတန်ဝေကထိတ်လန့်တုန်လို့မှုဆိုတာလူထဲမှာဖြစ်ခဲတယ်တဲ့မဖြစ်ကြဘူးသိရင်ညာတော်အပြင်ဩဘာကြောင့်သိတယ် သူသာသေးတယ်ငါမသေးသေးဘူးလို့ဒီလိုပဲတွေ့တာထိတ်လန့်တုန်လုံးမှုဆိုဖြစ်ခဲ့မြတ်စွာဘုရားကအဲ့လိုမဟုတ်တန်ဝေဇနိယေတုဌာနေတုလေအခုဇာတိဇရာဗျာတိမရဏဆိုတဲ့တန်ဝေကဖြစ်ဖွယ်အကြောင်းတရားတွေနဲ့ဆုံလို့ရှိရင်ထိတ်လန့်တုန်လုံးမှုဖြစ်ရမယ်တဲ့ဟောရနာမတိဒါနိဗ္ဗာန်သွားဖို့လမ်းကြောင်းအတွက်အစပဲတုန်လုံးမှုဖြစ်ရမယ် အဲ့ဒါလို့မဖြစ်သေးဘူးဆိုရင်တတော်ကိုနှုသေးတယ်လို့ပဲအောင်းမိပါဘူး။တန်တရားထဲမှာကြာအောင်ပါပဲ။နိဗ္ဗာန်နဲ့ဝေးနေသေးတယ်လို့ပြောရအောင်။ကိုယ်တဏ္ဏကိုဆုံးကိုယ့်ကိုဆုံးဖြတ်ကြည့်ဖို့အေးအဝိဇ္ဇာတွေလည်းအာကြီးနေသေးတယ်။တဏ္ဏအတွေ့အတာတွေလည်းအာကြီးနေသေးတယ်။အဝိဇ္ဇာနဲ့တဏ္ဏတွေများနေမှတော့တန်တရားဟုတ်ကလွတ်ဖို့ဆိုတာမရှိသေးဘူး။ ဟောတာဝေကတာဝေကဖြစ်เสียအခု၄မျိုးရှိပြီဒါရီယာကြုံတွေ့နေကြတာပဲနောက်ထပ်တာဝေကဖြစ်เสียအကြောင်းတစ်ခုကဘာလဲဆိုအပါယဒုက္ခအပေဘုံကြောက်ရွံ့နေကြတဲ့တရိစ္ဆန်တွေငရဲတရိစ္ဆန်ပြိတ္တာအတုရကယ်လို့ဆိုတဲ့အပေ၄ဘုံသားတွေရဲ့ဒုက္ခ အဲ့ဒီဒုက္ခကိုစဉ်းစားဆင်ခြင်ခြင်းဖြင့်လေဘဝမှာထိတ်လန့်စရာကြီးပဲဘဝပေါ်မှာတွေ့တာမှုတွေကိုရှော့ချနိုင်ရထိတ်လန့်စရာကြီးဩကိုမျက်စိအောင်မှာရှိတဲ့ငရဲတွေရောကိုကိုတိုင်းမမြင်ရဘူးနော်တရိษံလေးတွေကိုမျက်စိအောင်မှာလူတွေကအနိုင်ကျင့်ပြီးတော့တတ်ကြဖြတ်ကြစားကြတောက်ကြနေဟော ဒီလိုလူတွေနိုင်ကျင့်ခံရတဲ့တိရစ္ဆာန်လေးတွေကိုကြည်ပြီးတော့ဘဝဆိုတာအမတန်ကြောက်စရာကောင်းမလားလို့တောင်းဝေကဖြစ်ရမယ်တဲ့ဒါကဒုက္ခတစ်ခုနောက်တစ်ခုစဉ်းစားကြည့်လိုက်ပါတို့ဒီဘဝမတိုင်ခင်ကဒေလာခဲ့တယ်ဖြစ်လာခဲ့တယ် မွေးလာခဲ့တယ်အိုးလာခဲ့တယ်နားလာခဲ့တယ်သေးလာခဲ့သေးလာလို့တို့ဒီဘဝရောက်လာကြတယ်အဲ့ဒီဒုက္ခတွေကနည်းသလားလို့ဆိုမနည်းဘူးတဲ့အဲ့ဒါအတ္တိတေဝတ္တမူလကဒုက္ခအတိတ်ကိုပြန်ပြီးတော့မျောကြည့်လိုက်လို့ရှင်လေဒုက္ခတွေများလိုက်တာလို့ဆိုပြီးဘဝပေါ်မှာတွေ့တာမှုလျှော့ချအောင်တွေးရမယ်စဉ်းစားရမယ်ဆင်ញင်သုံးသပ်ရမယ် နောက်တစ်ခုကဘာလဲဆိုရင်အနာဂတိဝတ္တမူလကဒုက္ခအေးတန်တရာကြီးထဲမှာတို့မပြီးဆုံးသေးဘူးဆိုရင်ဒီဘဝသေသွားရင် နောက်တစ်ဘဝလာအောင်ပါပဲနောက်တစ်ဘဝမှာလည်းပဲဒီပုံစံပဲမွေးလာမယ်အိုမယ်နာမယ်သေခြင်းဖြင့်အဆုံးသတ်မယ်ဟောဒီတိုင်းပဲလာမယ်ဆိုတော့ အခုဘဝဒုက္ခရောက်တယ်လို့ပဲနောက်ဘဝလည်းဒုက္ခတွေရောက်အောင်မှာပဲလို့တွေးကြည့်လိုက်လို့ရှိရင်ဘဝထိတ်လန့်စရာကြီးပဲဒီလိုမြင်လာဇာလက်တံဝေကဖြစ်เสียအကြောင်းတစ်ခုတွေနောက်တံဝေကဖြစ်เสียလက်ရှိဘဝလေးကိုကြည့်လိုက်ပါအေးလက်ရှိဘဝကိုကြည့်လိုက်ပစ္စုပန်လက်ရှိဘဝမှာအာဟာရပြိယေတနာ အာဟာရပရိယေတနာဒုက္ခလက်ရှိဘဝမှာလူတွေဟာအေးအေးချမ်းချမ်းမနေနိုင်ကြဘူးပတ်စံရှိတဲ့လူရောမရှိတဲ့လူရောချမ်းသာတဲ့လူရောဆင်းရဲတဲ့လူရောဘယ်သူမှအေးအေးချမ်းချမ်းမနေနိုင်အောင်ဘာအတွက်စားစရာရှားနေကြစားเสียရရှားနေကြဘသူပဲဖြစ်ဖြစ်စားเสียရရှားနေကြတာအသက်ရှင်ရေးအတွက်လုံးဝနေကြတာ တနေ့တည်းလည်းမဟုတ်ဘူးတလတည်းလည်းမဟုတ်ဘူးတနေ့တည်းလည်းမဟုတ်ဘူးမသိမချင်းအဲ့ဒီဒုက္ခကြီးဟာလည်းအမတန်မှကြီးတယ်ဒါကြီးလည်းတန်ဝေကဖြစ်เสียရပဲဆိုတော့ပေါင်းလိုက်တဲ့အခါကျတော့တန်ဝေကဝတ္ထုရှင်မျိုးဆိုတာဒါကိုပြောတာ